နလင်ဘေးသင့်ပြည်သူတွေကိုလှူဒန်းပေးရင်းနဲ့ပရိသတ်နဲ့ထိတွေ့စေတဲ့ပြည်တီဦးနဲ့အင်ဒရာကျော်စင်းရဲ့သမီးလေးပြည်သူတို့ပရိသတ်များအားလုံးပဲမင်္ဂလာပါရှင် Top Celebrity ကနေပြီးတော့ပရိသတ်တီအားလုံးကိုပြန်လည်လို့ချိုးဆိုပါရရှင် ပြည်တီဦးနဲ့အိန္ဒြာကျော်စင်ဆိုတာကတော့မြမအနုပညာရှင်လောကမှာဆိုရင်မသိတဲ့သူမရှိလောက်အောင်ကိုကြော်ကြားတဲ့တရုပ်ဆောင်နှစ်ဦးဖြစ်ပါတယ်။ပြည်တီဦးကလည်းဒွေးရိုခေတ်ကလေးကနေပြီးတော့အောက်ခြေကနေတက်လာတဲ့မင်းသားတစ်ယောက်ဖြစ်တယ်လို့ပရိသတ်အခိုင်မာရထားတဲ့စူပါမင်းသားတစ်လက်လည်းဖြစ်ပါတယ်။အိန္ဒြာကျော်စင်ဆိုရင်တော့ပြောစရာကိုမလိုပါဘူး။ Fashion Queen လို့တောင်မှမြမပရိသတ်တွေတင်စားပြီးတော့ခေါ်ရတဲ့မင်းသမီးတစ်လက်ဖြစ်ပါတယ်။အိန္ဒြာကျော်စင်ကလည်းဒွေးရိုခေတ်ကနေဒီကနေ့ထိတိုင်ကို သူရဲ့အောင်မြင်မှုတွေကကျမသွားပဲနဲ့စူပါမင်းသမီးအဖြစ်ဆက်လက်ပြီးတော့ရပ်တည်နေစေဖြစ်ပါတယ်ပီတီဦးနဲ့အင်ဒရာကျော်စင်ကပီတူရီအခက်အခဲကြုံတဲ့အခါတိုင်းမှာပီတူရီနဲ့တသားရဲရှိနေပြီးတဲ့မင်းသားနဲ့မင်းသမီးဖြစ်ပါတယ်သူတို့နှစ်ယောက်ကိုပီတူရီကအရန်ကိုချစ်ကြတာလည်းဖြစ်ပါတယ်အခုမက်ရှလာ28ရက်နေ့ရလောက်ခက်ခဲတဲ့ပြင်းထန်တဲ့ငလင်ကြောင့်ပီတူရီဒုက္ခရောက်တဲ့အချိန်မှာလဲပီတီဦးနဲ့အင်ဒရာကျော်စင်တို့ကပီတူရီအကျွတ်တကြောင်တနေရာနေပြီးတော့ပါဝင်ကူညီလူဒန်းပေးလာကြတာလည်းဖြစ်ပါတယ် ပြည်သူ့နဲ့အင်ဒရာကျော်စင်ကမြန်မာနိုင်ငံမှာရေပီးတဲ့အခါမှာလည်းလူဒန်းခဲ့သလိုအခုလိုမျိုးငလင်ပီးတဲ့အခါမှာလည်းလူဒန်းမှုတွေကိုပြုလုပ်လာတာဖြစ်ပါတယ်။သူတို့ရဲ့လူဒန်းမှုတွေကတော့ပကာသနမပါဘဲနဲ့ကင်မရာမပါဘဲနဲ့လူဒန်းခဲ့တာဖြစ်ပါတယ်။တတအူးမျိုးထီကိုသွားလိုက်ရောက်ပြီးတော့စေယုံတနည်းရဲ့လူနာတွေကိုတအူးကိုတသိန်းစီလူဒန်းပေးခဲ့တာကိုတွေ့ရတာပဲဖြစ်ပါတယ်။သူတို့ရဲ့နောက်မှာကင်မရာတွေလည်းမပါသလို ရိသတ်တွေကရိုက်ပြီးတော့ကျင်တဲ့အခါမှာတော့ online ပေါ်မှာ social media မှာပါပြန့်နှံ့လာပြီးတော့သူတို့နှောင်းရဲ့ပုံရိပ်တွေကိုတွေ့မြင်ရတာလည်းဖြစ်ပါတယ်။အင်ဒရာကျော်စိန်ကအခုသိရွယ်ထိတိုင်းမှာနုပြို့ပြီးတော့လှပနေစေချုံမုံနေစေပဲဖြစ်ပါရဲ့ရှင်။အဲဒီလိုမျိုးလူတန်းတဲ့နေရာမှာဖြည်တီဦးနဲ့အင်ဒရာကျော်စိန်အပြင်သူတို့ရဲ့သမီးလေးပြည်သူ့တော်လေးကလည်းပါဝင်လာတာဖြစ်ပါတယ်။ပြည်သူ့တော်လေးကလည်းဆယ်ကျော်သက်အရွယ်လေးဖြစ်ပြီးတော့တကယ်ကိုချုံမုံလှပတဲ့ရုပ်ရည်လေးကိုပိုင်ဆိုင်ထားတာဖြစ်ပါတယ်။လူတွေအများကြီးနဲ့ထီထွေးဆက်ဆံမှုတိတ်မရှိတဲ့ပြည်သူ့တော်လေး းကလူတွေကြားထဲမှာမနေတက်မထိုင်တက်လေးဖြစ်နေပါတယ်။အဲဒီအပေါ်မှာလည်းတချို့ပရိသတ်တွေကပြစ်တင်ဝေဖန်ပြောဆိုနေကြတာဖြစ်ပါတယ်။ဆယ်ကျော်သက်ကလေးအွယ်လေးကိုဒီလိုမျိုးပြစ်တင်ဝေဖန်ပြောဆိုနေတာကတော့တကယ်ကိုမဖြစ်သင့်ဘူးလို့ထင်ပါတယ်။သမီးလေးကတကယ်ကိုချစ်စရာကောင်းပြီးတော့လူရှိကိုသိပ်ပြီးတော့မထွက်ရဲတဲ့ပုံစံလေးဖြစ်နေပါတယ်။ပြည်တီဦးနဲ့အင်ဒရာကျော်စင်ကတော့အလူငွေတွေကိုပြည်သူ့ရွာလက်လေးထဲထည့်ပြီးတော့ကိုယ်တိုင်လူဒန်းစီတာလေးဖြစ်ပါတယ်။ ပြည်သူတော်လေးကအရွယ်ရောက်လာပြီးတော့ဆဲကျော်တဲ့အရွယ်လေးမှာလာသေးချင်နေပြီးတော့အမေရဲ့အလှကိုမိအောင်လိုက်မဲ့လာသွေးလေးတွေကိုအခုကနေစပြီးတော့မြင်တွေ့နေရပြီလဲဖြစ်ပါရဲ့ရှင်။အခုငလင်ပေးတဲ့ပြည်သူတွေကိုလူထဲနဲ့နေရာမှာပြည်သူဦးနဲ့အင်ဒရာကျော်စင်ကိုတွေ့လိုက်ရတဲ့အခါပြည်သူတွေကလည်းအယံဟိုပျော်ရွှင်သွားပြီးတော့ခံစားနေရတဲ့နာကျင်မှုတွေတောင်မှတခဏပြေပျောက်သွားကြပါရဲ့။ပရိသတ်တွေနဲ့ရင်းနှီးနှီးနှုတ်ဆက်ခဲ့ကြတာလဲဖြစ်ပါရဲ့ရှင်။ဗီဒီယိုလေးအဆုံးထိလိုက်ပါကြည့်ရှုပေးတဲ့အတွက်လည်းအားလုံးကျေးဇူး တင်ပါတယ်။ comment လေးထဲမှာလည်းမှတ်ပေးသွားကြပါဦး။အားလုံးပဲနောက်ထပ်ဗီဒီယိုတွေမှာပြန်လည်ပြီးတော့ဆုံတွေ့ကြပါမယ်ရှင်။